ားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ကက်သလစ်သာသနာရဲ့ခေါင်းဆောင်ဖြစ်တဲ့ပုံရိပ်မင်းကြီးဖရန်စီရဲ့ဇာပနာကိုကမ္ဘာနိုင်ငံအသီးသီးကခေါင်းဆောင်တွေတက်ရောက်ဖို့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းမှာကက်သလစ်သာသနာခေါင်းဆောင်ဖြစ်တဲ့ပုံရိပ်မင်းကြီးဖရန်စီဟာ AB 21ရဲ့နေ့မနက်7:35မိနစ်မှာကွယ်လွန်သွားခဲ့ပါတယ်သူရဲ့ရုပ်ကလပ်ကိုအများပြည်သူကားဝါပြုနိုင်ဖို့အတွက်ဒီကနေ့ AB 23ရက်နေ့မှာဗာတီကန်နန်တော်ကနေဗာတီကန်က စိန့်ပီတာဘုရားကျောင်းအတွင်းပြောင်းရွှေ့ထားပါပြီ။ စိန်ပီတာရင်မြင်ကိုဖျက်ပြီးရုတ်ကလက်သဲဆောင်ရလမ်းတစ်လျှောက်မှာတော့ပြည်သူတွေကကြီးညိုကြရဝပြုခဲ့ကြပါတယ်။စာပနာခန်းနာကိုတော့လာမယ့်ဗုဒ္ဓဟူးနေ့မှာအီတလီနိုင်ငံရောမမျိုးကစိန်ပီတာဘုရားကျောင်းရင်မြင်မှာပြုလုပ်သွားမယ်လို့ဗာတီကန်ကကြေညာထားပြီးကမ္ဘာနိုင်ငံအသီးသီးကခေါင်းဆောင်တွေလည်းတက်ရောက်ဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ စိမ့်ပိတာဘုရားကျောင်းမှာအချင်းညိုခံထားရှိတဲ့ပုံဟန်မင်းကြီးရဲ့ရုပ်ကလပ်ကိုသူ့ရဲ့ခေါင်းဆောင်ရှင်နဲ့အတူလဝကတိုင်ပုံမှာစေပတိထဲသွင်းပြီးပြင်ဆင်ထားတာကို တွေ့ရှိရပါတယ်။ပုံဟန်မင်းကြီးဖရန်စစ်ကွယ်လွန်ခဲ့ပြီးနောက်သူ့ရဲ့မွေးရဇာတိဖြစ်တဲ့အာဂျင်တီးနားကနိုင်ငံတော်ဝန်ထမ်းပူဆွေးခြင်းကာလခုနှစ်ရအဖြစ်သတ်မှတ်ခဲ့သလို အရှိတီမော်နိုင်ငံကလည်း AB 22ရက်နေ့ကနေစတင်ပြီးနိုင်ငံတော်ဝန်ထမ်းပူဆွေးခြင်းကာလခုနှစ်ရအဖြစ်သတ်မှတ်ခဲ့ပါတယ်။ အိန္ဒိယလိုကိုယ်ွက်ယုံကြည်မှုမတူညီတဲ့နိုင်ငံဟာလည်းအေမီလာ22ရက်နေ့ကနေစတင်ပြီးဝန်ထမ်းချင်းအထိမ့်မဲ့၃ရက်ကြာသတ်မှတ်ခဲ့ပြီးဒါဟာအိန္ဒိယနိုင်ငံရဲ့ပြည်ပဘာသာရေးခေါင်းဆောင်တဦးအပေါ်ရှာပါတဲ့ဂုဏ်ပြုမှုလည်းဖြစ်ပါတယ်။အသက်88နှစ်အရွယ်ပိုယဟမင်းကြီးဖရန်စစ်ဟာ2013ခုနှစ်မှာ266ရောက်မြောက်ပိုယဟမင်းကြီးဖြစ်လာခဲ့ပြီးစနစ်နှစ်ကြာကက်သလစ်သာရနာအတွက်သာရနာတာဝန်တွေထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်ရှင်။ကျမနွယ်နွယ်ပါ။